ချက်တော်ဓမ္မမင်းဆွေညီကောင်မောင်မများမင်္ဂလာပါလို့ခရစ်တော်အင်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ဘတ်တော်အားဖြင့်ရှမသဲခရဝင်အခန်းကြီး78အပိုင်ငယ်15ကနေ78လောက်ပါထို့ကြောင့်သင်ဤညီအကိုသည်သင်ကိုပြစ်မှားလေသူစီတို့တွား၍နှစ်ယောက်ထဲချင်းသူဤအဖြစ်ကိုပြ၍ဆုံးမတော့သူသည်သင်ဤစကားကိုနားထောင်လေညီအကိုကိုရပြီး သို့မဟုတ်သင်ဤစကားကို နားမထောင်နှင့်လူနှူးသုံးဦးသက်သေခံ၍စကားရှိသည်မြကိုတီးစေခြင်းကကိုနှင့်အတူလူနှူးလူတဦးနှူးကိုခေါ်အောင်လောထိုသူတို့ဤစကားကို နားမထောင်နှင့်အသင်းတော်အားကြားပြောလောအသင်းတော်ဤစကားကိုနားမထောင်နှင့်သာသနာပလူကဲ့သို့၎င်းအခွန်ခံကဲ့သို့၎င်းထိုသူကိုမှတ်လောလို့ပြောပါတယ် နော်ဒီနေ့သခင်ရှုခရစ်တော်သည် အသင်းတော်ကိုအဘယ်ကဲ့သို့သောတွင်သင်ဩဝါဒပေးပြီးကင်တွယ်ရမလဲဆိုတာကိုသခင်ရှုခရစ်တော်တမန်တော်နောက်လိုက်တွေကိုတွင်သင်သောဩဝါဒဆောင်ဖြစ်ပါတယ်။ဘာကြောင့်လဲသခင်ရှုခရစ်တော်မရှိတဲ့နောက်မှာအသင်းတော်ကိုတမန်တော်အခန်းကြီး1အပြင်ပြန်လည်ပြီးတော့မှအစပြုတိဆောက်တဲ့အခါမှာဒီနေ့တွေ့ကြုံရမယ့်ဒီပြဿနာမျိုးတွေကိုသခင်ရှုခရစ်တော်ကကြိုတင် သွန်သင်ဩဝါဒပေးတော့ဩဝါဒစာပဲဖြစ်ပါတယ်နော်ဒါကြောင့်မို့အသင်းတော်မှာဖြစ်ပြလာတဲ့အခါမှာညီကိုသင်သင်ကိုအဲညီကိုတယောက်ကပြစ်မှားရင်တဲ့သူစီသွားပြီးတော့နှစ်ယောက်ထဲချင်းအပြစ်ကိုပြပါပေါ်ပြပါဟဲ့လားညီနိုင်ပါပြောဆိုကြပါပြောဆိုလို့အစဉ်ပြေသွားပြီဆိုရင်တော့အဲ့ဒီဟာလားအသင်းတော်နဲ့ဝေးသွားတော့မယ်အဲ့ဒီညီကိုပြန်ရပြီလို့အဲ့ဒါလို့ပြောပါတယ် တော့အသင်းတော်ဘောင်ကနေလွင့်ဆင်သွားမဲ့ညီကိုသွားရောက်ညိနိုင်ဆွေးနွေးလိုက်တဲ့အခါမှာသူ့ရဲ့အပြစ်ကို ဖော်ပြပေးလိုက်တဲ့အခါမှာအဲ့ဒီညီကိုကဝန်ခံပြီးတော့အသင်းတော်ကိုပြန်ရပြီလို့ပြောတာညီကိုရပြီဆိုတာเนาะအသင်းတော်ဘောင်လည်းပြန်ရောက်ပြီပေါ့ညီကိုပြန်ရပြီပေါ့ဒါပေမဲ့အဲ့ဒီညီကိုကညင်းနေဆိုပါဆိုဟာမင်းကောဘာမှလာမပြောနဲ့တော့ပေါ့မင်းလာပြောစရာအကြောင်းမရှိတော့ဘူးဆိုရင် तू ကနောက်တစ်ဆင့်ကနောက်ဆုံးအသင်းတော် မှာရှိတော့နှစ်ဦးသုံးဦးကိုတက်တဲ့အနေနဲ့အသင်းလူကြီးဖြစ်ကောင်းဖြစ်မယ်ပေါ့နှစ်ဦးသုံးဦးသူ့ကိုပြန်ခေါ်ပြီးတော့ပြန်သွားခိုင်းတယ်ပြန်သွားခိုင်းပြီးတော့မှပြန်ပြောခိုင်းတယ်ပြန်ပြောလို့အဲ့ဒီအသင်းတော်မိဘနှစ်ဦးသုံးဦးပါလာတဲ့အတွက် तू ကပြန်ပြီးတော့မှလက်ခံလာပြီးဆိုရင်လည်းညီကိုပြန်ရပြီပေါ့ပြောချင်တာအသင်းတော်ကနေလွတ်ဆင်သွားတော့မှညီကိုတယောက်ကိုပြန်ရပြီပေါ့အဲ့လိုပြန်ပြောဒါပေမဲ့ तू ကလက်မခံမြန်ဘူးတဲ့ဒါဆိုရင်နှစ်ဆင့်ရှိပြီပေါ့နော်နှစ်ခါရှိပြီသွားတာ လက်မခံဘူးဆိုရင်နောက်ဆုံးတစ်ဆင့်ကပါလေ30မြောက်မှာအသင်းတော်ကိုအသိပေးလိုက်တော့ပြောပါအသင်းတော်ဆိုတာခေါင်းကအသင်းအုပ်ရှိမယ်ပေါ့နော်အသင်းတော်မှုရုံဆောင်လည်းရှိမယ်သူတို့ကိုအသိပေးလိုက်တော့အဲ့ဒါအသင်းထောက်တွေရှိမယ်ဟေးဒီလိုဒီလိုပဲညီကိုတယောက်ကတော့ तू သူ့ရဲ့အမှားကို तू ဝန်မခံဘူးနော်ပြောပြတယ်ဝန်မခံဘူးဟာဘယ်နှစ်ချိန်ရှိပြီလဲသွားတာဟာသွားတာနှစ်ချိန်ရှိပြီနှစ်ချိန်စလုံးလက်မခံဘူးဟုတ်လားဒါက ဒါတတိယမြောက်မှာဒါအသိန်းတော်ရောက်လာတယ်။ဩဒါဆိုရင်တော့ဒီလိုလုပ်လေသူ့ကိုသာသနာပလူဖြစ်သခင်ရှုခရစ်တော်ကမှတ်ချက်ပေးတဲ့အတိုင်းပဲသူ့ကိုသာသနာပလူဖြစ်အသိန်းတော်ပေါင်းပြင်နင်းထုတ်တော်ဒီသဘောပဲ။သာသနာပလူဆိုတာကအသိန်းတော်ရှင်းမြင်စည်းကမ်းအတိုင်းသူ့ကိုအပြင်ကိုနှင်ထုတ်လိုက်တာပဲ။မောင်းထုတ်လိုက်တာပဲဒီသဘောပါပဲ။နော်သင်တို့ကိုအုပ်တော်သူကြီးစကားကိုအချိန်ညခါကနားမထောင်ရင်အသိန်းတော်အပြင်ဘက်မှာသူ့ကိုထုတ်လိုက်ရတာပဲ။ဒါကြောင့်ကျွန်တော်တို့ပွဲတော်စားတော်နေ့မှာဗရင်ရှင်၁၀ပါးတွေကျွန်တော်တို့ဖတ်ကြတယ် အသင်းတော်ကြီးစကားသင်တို့ကိုအုပ်တော်သူကြီးစကားကိုနားမထောင်အာဘတ်ပေးမိဟု မပြောမပေးတော့ဘဲနဲ့သူ့ကို သာသနာပလူအဖြစ်သူ့နင်ထုတ်တယ်ပြောပါတယ်တခါလဲမှသူ့နောင်တပြန်ရဖို့ခရစ်တော်ကတော့အခွင့်အရေးပြန်ခြံထားတာကိုကျွန်တော်တို့တွေ့ရရန်သူလူမမှတ်နဲ့ပေါ့ဒါလည်းတွေ့ရတယ်တစ်ချက်ဒါမဲ့ဒါကသာသနာပလူဆိုတာကသာသနာရဲ့ဘောင်အထဲမှာသူမရှိတော့ဘူးအပြင်မှာရောက်သွားတယ်ပြောဥမာ तू နှစ်နှစ်နောင်တမရရင် तू ပြန်မရောက်ရင်တော့သူအဲ့တိုင်းပဲခြာလဘလဲနေပါเนาะခြာလဘလဲမှာဒါမှမဟုတ်လဲသူအခြားသောအသင်းတော်ပဲရောက်ရင်ရောက်သွားတတ်တယ်အခြားအသင်းတော်တစ်ခုခုပေါ့ဟာဒီအသင်းတော်မှာငါတို့လက်မခံရင်ဟာလေငါတို့ပြစ်ပေးတံပေးလောက်တာလဲသာသနာပလူဖြစ်ဆိုငါတို့အခွန်ခံလို့လဲပြောတယ်ဟာလာဒါဆိုတော့ငါတို့တော့အာငါတို့သေတော့ငါတို့ကပြန်မလာဘူးပေါ့သူကချီနောင်ချီနောင်ရင်တော့သခင်ရှုခရစ်တော်အပိုင်ငယ်ဆက်ရှိမှာဘာပြန်ပြောလဲဆိုတော့ငါအမှန်ဆိုဒီကမြေကြီးပေါ်မှာသင်တို့ချီနောင်မမြသည် ကောင်းငင်ဘုံ၌ခြိနှောင်လည်းရှိလိမ့်မည်။မြေကြီးပေါ်မှာဖြေလွတ်သမျှသည်ကောင်းငင်ဘုံ၌ဖြေလွတ်လည်းရှိလိမ့်မည်ပြောပါတယ်ချက်တော်ညီကုံမောင်မှာကြောက်မဲ့ဖွယ်ရှိပါတယ်နော်အချိန်တွေကကျွန်တော်တို့ကဟာဘာဖြစ်လဲကွာဒီလောက်လူဦးရေတိုးပွားဖို့လိုချင်နေတဲ့အသင်းတော်တွေကအများကြီးပဲငါတို့အဲ့ဒီကသွားရအောင်ဆိုပြီးတော့သွားကြပါတယ်ကောင်းပါတယ်လူအမြင်နဲ့ဒါပေမဲ့ဖျားသခင်အမြင်မှာကပါလေဒီနေ့ချိနှောင်ပြီးသူကသွားလိုက်တဲ့အတွက်သာသနာပလူအဖြစ်လဲ အသင်းတော်ဘောင်းအပြင်ရောက်သွားတဲ့အပြင်သူဒီချီနောင်ချင်းနဲ့သူကအခြားသောနိဆာယအသင်းတော်တခုခုမှသူကသွားပါဝင်လိုက်တာပေါ့ဆိုတော့အဲ့ဒီအမင်္ဂလာကသူနဲ့အတူပါသွားတာဖြစ်တယ်ဘာဖြစ်လို့သူချီနောင်ချင်းနဲ့သွားတာနော်အဲ့ဒီအမင်္ဂလာကဘယ်သူကပေးထားလဲဟောမြေကြီးပေါ်မှာသူချီနောင်တဲ့အတွက်ကောင်းငင်ဘုံပေါ်မှာဘုရားသခင်သူ့ချီနောင်တယ်သူမသိဘူးအဲ့ဒါယုံကြည်သူတူဦးပါနော်ဒီနေ့ဘုရားသခင်သူ့ပြန်ချီနောင်တာကိုသူမသိလိုက်ဒါပေမဲ့သူကအခြား ဟာလာအသိန်းတော်တစ်ခုမှသူသွားပါဝင်တခါလေကျသူအသိပေးလဲပေးမယ်အဲ့ဒီအသိန်းတော်ကသင်းအုပ်ဆရာတွေလည်းသိရင်သိမယ်တခါလေမသိဘဲနဲ့လည်းသူသွားရင်သွားမယ်တော့ဒါသိရင်တော့ဖြင့်ကျွန်တော်တို့ကပြန်လဲဖေးမှမှာဟေးညီကိုကြီးမင်းတို့ကခရစ်တော်ကိုယ်တိုင်ဒီလိုပြောထားတယ်ငါတို့ကတော့ဒီလိုဆိုအသိပေးရမယ်ဒါပေမဲ့မသိရင်တော့လည်းတခါလေတော့ကျွန်တော်တို့မသိဘူးပေါ့အဲအဲ့လိုပေါ့မသိရင်တော့ဒါကိစ္စမရှိသူတို့ပါသူတို့ပါဝင်နေမယ်ရှိနေမယ်ဒါတမျိုးသွားတယ်ဒါပေမဲ့သူသွားတဲ့ပုံစံကို ဟိုကတာဝန်ခံသင်းအုပ်တွေအမှုရဆောင်တွေတိတိရင်လည်းလက်ခံရတော့ဒီကနေ့ဖះမျက်နာမထောက်ပဲသူတို့သွားရင်တော့ဒီနေ့အမင်္ဂလာရှိတယ်တရားချက်တော်ညီကောင်မောင်မတော်ဒီနေ့အသင်းတော်လုံးဝသည်လက်ဆိုင်ပါတယ်ဖះမျက်တာရှိပါတယ်ဖះရဲ့သစ္စာပိုင်းကလည်းခုနကတော့သာသနာပလူဆိုတာလည်းကျွန်တော်တို့မမေ့ဖို့ဖြစ်တယ်ဒီနေ့သာသနာပလူဆိုတာကဒီနေ့ခရစ်တော်ကိုယ်တိုင်က ပေးတာဖြစ်ပါတယ်ဒီနေ့အသင်းတော်ကပေးတာမဟုတ်ပါဘူးအသင်းတော်က ခရစ်တော်ပိုင်သောအသင်းတော်ကိုဥဆောင်ဦးရဲ့ပြုဖို့ခန့်အပ်ထားတာဘုရားဖြစ်တယ်။နော်။ဘုရားဖြစ်တယ်။ဒါကြောင့်ယေရမိ35မှာပါလေ။ငါနှစ်သက်သောသူတို့ချို့ကိုသင်းအုပ်ဆရာအရာနဲ့ငါခန့်ထားပြီးတော့သူတို့ကိုဉာဏ်ပညာနဲ့အုပ်ကြလိမ့်မယ်။ကြီးရှုကြလိမ့်မယ်သူတို့ဆို။ဒီနေ့အသင်းတော်ကြီးရှုတဲ့ကကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ဆိုတဲ့ဉာဏ်ပညာမပါပဲကိုယ့်ရဲ့ဉာဏ်နဲ့တွားနေတော့ကျွန်တော်တို့အဲ့ဒီချိန်ချင်းအမင်ကကျွန်တော်တို့မျိုးဆက်ထိတိုင်အောင်တွားမှာဖြစ်တယ်။ တယောက်ချစ်တော်ဓမ္မမိတ်ဆွေဒီနေ့သာသနာပလူဆိုတာဒီနေ့ကြောက်မဲ့ဖွယ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီဟာလာအမှုတော်ဆောင်များဒီမှားယွင်းရင်လဲသာသနာပလူဖြစ်နိုင်တယ်ဒီနေ့အသင်းသူအသင်းသားများမှားယွင်းရင်လဲသာသနာပလူဖြစ်နိုင်သို့တော်တဲ့ညီအကိုရပြီဆိုတော့သာသနာပလူမဖြစ်ခင်ကျွန်တော်နောင်တရဖို့ဖြစ်တယ်ကျွန်တော်အမှားကိုကျွန်တော်ဝန်ခံဖို့ဖြစ်တယ်ကျွန်တော်တို့အမှားကိုကျွန်တော်တို့အာမရဏမရှိတဲ့ဝန်ခံပြီးတော့ကျွန်တော်တို့က ဘိုးနေမြဲကြားနေမြဲမှာပြန်နေတော့အဲ့ဒီကောင်းကြီးမင်္ဂလာကျွန်တော်မျိုးဆက်တိုင်အောင်နောက်ထပ်မျိုးဆက်အဆက်အဆက်တိုင်အောင်ကောင်းကြီးမင်္ဂလာဖြစ်စေကျွန်တော်တို့ကအသင်းတော်ကိုပဲရှောင်သွားရင်ဖျားကိုတော့ကျွန်တော်ရှောင်လို့မရပါဘူး။ဘာဖြစ်လို့လဲဒါဝိတ်မင်းကြီးကပြောတယ်ကောင်းမင်ပေါ်တက်ရှောင်ရင်လည်းပြေးလို့မလို့ဟာလာမြေကြီးအောက်ဆင်းလည်းပြေးလို့မလို့ပင်လေရေအောက်ကျမ်းမြင်ဆင်းလည်းပြေးလို့မလို့မရဏနိုင်ငံပြေးတော့ပြေးလို့မလို့ဒါချစ်တော်ဓမ္မမရှိဘူး ဒီကနေ့ကျွန်တော်တို့ဒီအသင်းတော်မှာပါဝင်ခြင်းဒီကြီးမားသောမင်္ဂလာပါကြီးမားသောဒီနေ့ကောင်းကြီးမင်္ဂလာ blessing ပါသို့တော့ကျွန်တော်တို့ဒီသာသနာပလူအဖြစ်သို့ရောက်မသွားလေအောင်ကျွန်တော်တို့ဒီနေ့သမာဓိနဲ့အရင်အရာရာကို အသက်ရှင်တတ်ဖို့ဖြစ်တယ်ဆိုတာကိုသခင်ရှုခရစ်တော်ရဲ့အသင်းတော်ကိုကင်တွယ်သွန်သင်ရမယ့်အကြောင်းအရာအပြင်ဒီနေ့ရှမသက်၁၈အပိုင်းနဲ့၁၅ကနေဒီနေ့ကျွန်တော်၁၈အထိမှာပြန်လည်၍ ဝေမှခြင်းပဲဖြစ်ပါတယ်မေတ္တာဖြစ်ပေါ့เนาะအရောက်စီတိုင်းနှုတ်ကပတ်တော်ကြားနာမှုအားလုံးပေါ်ပြောင်းတဲ့ကောင်းချီးပေးပါ